Every time သတင်းဌာနရဲ့နိုဝင်ဘာလ10ရက်တမနေ့သတင်းစီစဉ်တွေကိုတင်ဆက်ပေးသွားပါမယ်။ရန်ကုန်မှာစစ်ကောမရှင်ရဲ့ရွေးကောက်ပွဲအတူတွဲမဲဆွယ်စီယုံရင်မှာ USDP ထက်ဒေါက်တာတက်တက်ခိုင်ရဲ့ PPP ကပူအားကောင်းနေပါတယ်။ဟာခါမှာရဲဝင်းနဲ့ငွေကောက်ခံနေတဲ့ရင်းနှင်းရဲ့ပြစ်ခတ်ခံရပြီးတဦးသေးဆုံးခဲ့ပါတယ်။ဗမော်မှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောမရှင်ကနေဆောင်ကနေလက်နက်ခဲယံပို့ဆောင်နေပြီး Jet Fighter တွေနဲ့ဘုံကျဲတိုက်ခိုက်နေပါတယ်။ မြောင်ရီ KK ဘန်ရှိကြားဖြန့်နဲ့ဆက်ဆက်အဆောင်150ကျော်ဖြိုဖျက်ရှင်းလင်းတယ်လို့စစ်ကော်မရှင်ထုတ်ပြန်ခဲ့ပါတယ်။မြန်မာစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲဟာပွင့်လင်းမြင်သာမှုနဲ့အများယုံကြည်လက်ခံမှုမရှိဘူးလို့ပြင်သစ်ပြောပါတယ်။အယုဒ္ဓယာမှာရေလွှမ်းမှုမှုကြောင့်လူဆက်လေးဦးသေဆုံးခဲ့ပြီးအိမ်အောင်စု6000နီးပါးရေပေးသင့်ခဲ့ပါတယ်။ထိုင်ဝမ်ဟာထီးကျန်မဆန်ပဲကမ္ဘာတဝန်းမိတ်ဆွေနိုင်ငံတွေပုံများလာတယ်လို့ဆိုပါတယ် အထူးတိုင်းစစ်ဌာနကုကဲမှုအောင်ပကဖစစ်ကြောင်းတွေလက်နက်တပ်ဆင်ပြီးရှေ့တန်းစစ်ဆင်ရေးအရှိန်မြင့်မယ်လို့ဆိုပါရယ်နိုင်ငံတော်ဆီအရှိန်မြင့်တိုက်ခိုက်နေတဲ့စစ်ကောင်းဆောင်မြောင်းလိုင်းကတရုတ်စီမံကိန်းတွေအမြန်ဖော်ဆောင်ဖို့အတွက်၎င်းကိုယ်တိုင်ဥဆောင်တဲ့ကော်မတီဖွဲ့စည်းခဲ့ပါရယ်